နေကောင်းကြမှာချမ်းသာကြပါစေကျွန်တော်ရည်တွေ့ channel လေးဖြစ်တဲ့ MM Football Betting တက်ကနေကျွန်တော်ဘလုံးချင်းကြီးကိုရအားလုံးကြိုဆိုတယ်ဗောနော်ဒီနေ့ကျွန်တော် preview လုပ်ပေးမှာတော့ဒါစနေနေ့ညမှာကစားမဲ့ပွဲစဉ်တွေဖြစ်တယ်ဗောနော်ဒီထဲမှာမှာအစောဆုံးပွဲစဉ်ကတော့ဒါမြန်မာစံတော်ချင်း9နိုင်ပွဲမှာကမဲ့ Latvia နဲ့ Andorra တို့ရပွဲစဉ်ဖြစ်တယ်ဗောနော်ဒါ ancient အသင်းဖြစ်တဲ့ Latvia တလုံးတည်းကြီးလောက်ပေါက်တယ်ဘူပေါင်းကြီးကနှလုံး29ဆိုမှာဖွင့်ထားတယ်ဗောနော်တေဘယ်မှာကြည့်လိုက်မှာဆိုရင် Latvia အဆင့်၄မှာရှိတယ်အန်ဒိုရာကတော့အဆင့်၅မှာရှိတယ်ဗောနော် လာဗီယာအတင်းကတော့၄မအန်ဒိုကတော့0မပေါ့ဗျာတိုက်စစ်ကလည်းတဘူးမမရထားဘူး၅ဘွဲဆော့ထားလဲပေးကူ၁၀ဘူးရှိတယ်အတင်းလည်းဖြစ်တယ်ပေါ့နော်ဒီနှစ်တင်းဒါကမ္ဘာအဆင့်တမတ်ချက်တွေပိုင်းကြီးလိုက်မယ်ဆိုရင်တော့နှစ်တင်းလုံးက၁၀၀ကျော်မှာပဲရှိတယ်ပေါ့နော်139နဲ့194ဆိုမှ2မျိုးရှိတယ်ပေါ့နော်ဒါလာဗီယာအတင်းဆော့ထားတဲ့ဘွဲစင်တွေ၅ဘွဲကိုကြီးလိုက်မယ်ဆိုရင်အင်္ဂလန်ဘွဲစင်တွေမှာဆိုတော့အယ်ဗေးနီးယားကိုဝန်ကန်ဆော့ထားတယ်ပေါ့နော်ပြီးလို့ရှိရင်ဆာဗီယာကိုစီဝမ်းနဲ့ပဲရှုံးထားပါတယ် ဒါကြည့်လိုက်မယ်ဆိုရင်ဒီနပွဲလုံးအိမ်ဝင်ပွဲစဉ်တွေမှာကြေးအောင်ထားတယ်ပေါ့နော်အဓိကတော့သူကအတင်းကြီးတွေနဲ့တွေ့ရင်ဘူပေါင်းအောက်ဖို့ဖြစ်တာအများအဖြစ်ပေါ့နော်ဒါအင်္ဂလန်နဲ့ပွဲတော့ကလည်းမမှီမယ်ထင်တယ်ပေးထားတဲ့ကြေးကတော်တော်ပြင်းတယ်အင်္ဂလန်က3စီးနဲ့ပဲနိုင်ပြီကျွန်တော်တို့ဒါကြေးရှုံးဖဲ့နေတယ်ပေါ့နော်ဒီအတင်းကတောက်လျှောက်ကြေးတွေအောင်လား1စီးစီး1 1-1ပေါ့ဗျာဒီလိုပုံစံပေါ့အခုကတော့သူထန်းနေနေလေးပို့ပြီးမှနှိမ့်နေလို့ပြောရမှာပေါ့နော်သူထန်းနေနေလေးနှိမ့်နေအတင်းပေါ့ဗျာဒီနှစ်တင်းရဲ့ market value ကြည့်မယ်ဆိုရင် လာဗီယာငါတန်းတော့ပဲတန်းတယ်ပေါ့နော်အန်ဒိုရာကတော့နဆန်းတော့ပဲတန်းတယ်ပေါ့နော်ပထမတစ်ချိန်တွေ့ထားတယ်ပေါ့နော်ဒါ2025ဟို3ပိုင်းလုံးကပေါ့နော်အဲတော့လာဗီယာတင်း1ဒီဆိုတော့ရလနဲ့ပဲနိုင်ခဲ့ဘူးတဲ့ပေါ့နော်ဟိုအရင်အရင်တော့2020 2020 2018တင်းမှာလည်းတွေ့ခဲ့ဘူးပါလေအဲ့လိုကိုပြတ်ထားတဲ့ပွဲစဉ်ညံ့ညံ့ဆဆတော့မရှိဘူးဒီပွဲစဉ်မှာတော့အနည်းဆုံးနှလုံးတော့ဖြစ်ဖို့တော့လိုတယ်ပေါ့နော်ဒါအင်္ဂွန်းပွဲစဉ်နဲ့ဖြစ်နေတယ်ပေါ့နော် Rise to Oz ပေါ့ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါ90ပေါ့နော်ဒါပြား90ပေးထားတယ်တရီကို3.5နဲ့ဒါ Andorra အနိုင်ကိုတော့8.5ဆိုမှပေးထားတယ်ပေါ့နော်ဒါဝင်းဝမ်းပဲကျွန်တော်ဖြစ်ပုံများတယ်ပေါ့နော်ဝင်းဝမ်းပေါ့နော်လာဘီယာအတင်းကပဲနိုင်သွားဖို့ရှိပါတယ်ဒီအတင်းတကယ်လို့ဝင်းဝမ်းရိုက်မယ်ဆိုရင်တော့ခုနကကျွန်တော်ပြောတဲ့အတိုင်းပြား90နီးပါးလောက်အမြတ်ရမယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ကျွန်တော်လာဗီယာအတင်းနဲ့ပေါ့နော်ပူပေါင်းကြီးကနှလုံး20နိုင်ဆိုမှပေးထားပါဒါနှလုံးတော့ဖြစ်မယ်လို့တောင်းတမိတယ်ပေါ့နော်လာဗီယာနဲ့အဲ့ဒါ ဘိုးဘော်လို့ပဲပြောရမှာပေါ့နော်ဘိုးဘော်ဆိုင်လို့နောက်တစ်ဝဲကတော့ဒါမြန်မာစံတော်ချိန်စနေဝဲမှာကာမဟန်ဂေရီနဲ့အာမေးနီးယားတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဟန်ဂေရီကကြီးတော်တော်ပြင်းနေတယ်ပလုံ90ရှုံးတော်ပေးထားပြီးမှဂိုးပေါင်းကြီးကတော့3လုံး49တဲ့ဟန်ဂေရီကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဒါအဆင့်က47ပေါ့နော်အာမေးနီးယားက103မှာရှိတယ်တက္ကစားသမားတွေရဲ့ဒါအနေထားတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဟန်ဂေရီကပိုတာတယ်ပေါ့နော်ဟန်ဂေရီမှာဆူပါစလိုင်းလို့ပေါ့နော်ဒါ တစားသမားကောင်းတွေပိုင်ဆိုင်ထားတယ်ဗောနော် car cash တို့ဒါ nigo တို့အတိုက်စစ်ပိုင်းမှာဆိုလဲမဆိုးပါဘူးเนาะတတဖက်ကဒါအာမေးနီးယားထက်ဆိုင်နေရှင်တော့အများကြီးတာတာတော့တွေ့ရတယ်ဗောနော်ဒီသူတို့ရဲ့အုပ်စုကတော့အုပ်စု app ဖြစ်တယ်ဗောဗျာအုပ်စု app မှာအာမေးနီးယားသုံးမရခိုင်မှာဟန်ဂေရီကတပွဲနိုင်တပွဲရှုံထားတယ်ဗောနော်သူတို့အုပ်စုကတော့နှစ်ပွဲပဲဆော့ထားတယ်ဂန်ဂေရီဆော့ထားတဲ့နှစ်ပွဲတွေကိုကြီးလိုက်မယ်ဆိုရင်အိုင်ယာလန်ကိုတူးတူးတည်းဆော့တယ်အင်္ဂွဲမှာပေါ်တူဂီကတူးတတိဆိုပြီးမှာဗောနော်ဒါကျွန်တော် ရှုံးတယ်ဒါပေမဲ့ဒီဘွဲမှာသူတို့ကြေးအောင်ထားပါတယ်နော်တေချာတဲ့ဟန်ဂေရီအတင်းရဲ့တိုက်စစ်ကဂူကတော့တေချာပေါက်ကိုရမှာပေါ့နော်အဲဒါကျွန်တော်အထက်ဆုံးကူးစည်းတော့ဖြစ်ဖို့လိုတယ်ပေါ့နော်တစ်ဖက်ကဒါအာမေးနီးယားကိုကြည့်မယ်ဆိုရင်အိမ်ကွင်းမှာပေါ်တူဂီကို5-0နဲ့ရှုံးတယ်အိမ်ကွင်းမှာပဲအိုင်ယာလန်ကို2-1နဲ့နိုင်ထားတဲ့အတွက်ဒီအတင်းကလည်းခံစစ်တွေကောင်းနေတာပဲမဟုတ်ဒါပေမဲ့တိုက်စစ်ကတော့ပြောလို့မရအောင်မထင်မထင်တယ်လို့ဂိုးတွေကရတတ်တယ်ဒီအတင်းကဟန်ဂေရီကလည်းဒါခံစစ်ကပွင့်နေတယ်ဆိုတော့ကျွန်တော်တစ်ချက်တော့နည်းနည်းဆိုးတော့ဆိုးရင်လည်းပေါ့နော်ကျွန်တော်က ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wins to Osport ကြီးကိုကြည့်လိုက်မယ်ဖေဟန်ဂေရီကတော့ဒါ36ပြားပဲရမှာပေါ့နော်တေဂိုဖိုးပွိုင်7ပေါ့နော်အာမေးနီးယားအနိုင်ကိုတော့ကိုးစားပေးထားတယ်ပေါ့နော် Wins to Osport ကြီးတွေမှာဒါကျွန်တော်ညီကိုတွေဒါ online forum ညီကိုတွေကတော့တိမှာဒါ Asia handicap တလုံး90ရှုံးနေပါတယ်မကြိုက်ဘူးဆိုရင်တော့ဒီမှာပြောင်းပြီးမှကျွန်တော်ညီကိုတွေထိုးလို့ရတယ်ပေါ့နော်တလုံးတစ်ဝက်စားတလုံးတစ်ဝက်စားရိုက်မှာဆိုရင်ပြား30လောက်ရမယ်ပေါ့နော် နှလုံးတစ်ဝက်ရှုံးဖို့ရိုက်မယ်ဆိုအနည်းဆုံး2စီးလောက်တော့ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ပြား80လောက်တော့ညံ့မှာပေါ့နော်ဒီလိုပြောင်းမှလည်း online မှာအမျိုး short လို့ရတယ်ပေါ့နော်ဒါကျွန်တော်ပြောပြတာပါအဒီပွဲစဉ်မှာတော့ကျွန်တော်တို့ Hungary အသင်းပဲယူရမှာဖြစ်တယ်ပေါ့နော် body မှာတော့ Hungary ပဲယူရမှာဒါမှမဟုတ်ဒီပွဲစဉ်မှာ goal bound apple လည်းဖြစ်သွားနိုင်တယ်ပေါ့နော် goal bound apple နဲ့ Hungary ပဲယူရမှာပါတကယ်လို့နည်းနည်းလေးကျွန်တော်တို့ကအရင်ဆုံးရကြတယ်ဆိုရင်လည်းရှောင်းတင်းလည်းရှောင်းပေါ့နော်ကျွန်တော်တို့ အရှိအနေထားအတိုင်းဆိုရင်တော့ The Hungry အတင်းကတော့နိုင်သွားဖို့များတယ်ဝင်းဝမ်းပါပဲเนาะကျွန်တော်ညီကိုဝင်းဝမ်းပဲရိုက်လိုက်ပါနောက်ထပ်တစ်ပွဲကတော့ဒါတူလဲမြန်မာဆန်တော်ကျင်ဆယ်နိုင်ဝမ်းမှာကံမဲ့ Norway နဲ့ Israel တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်နှစ်တင်းလုံးတိုက်စစ်ကောင်းတယ်ဂိုးတွေတေချာပေါက်ရမှာနှစ်တင်းလုံးပေါ့နော် Norway အတင်းက Norway နှလုံး30တောင်ပေးထားမှာဂိုးပေါင်းကြီး3လုံး80ဆမှာပေးထားတာပေါ့နော်အ Norway အတင်းရဲ့ကမ္ဘာအဆင့်တမတ်ချက်ကတော့ကျွန်တော်ညီကိုလည်းတည်ပြီးသားအတိုင်းပဲအဆင့်30ရှိတဲ့ Israel ကလည်းတခါညံ့ညံ့တော့မဟုတ်ဘူးအဆင့်86ရှိတဲ့ ဣသရေလကစားသမားတွေကိုကြည့်လိုက်မယ်ဆိုရင်မော်နိုဆော်လမွန်တို့ပေါ့နော်။ဂေါ်လက်တို့ဒါကစားသမား PTS တို့နော်။ကွင်းလမ်းမှာခရင်တော်တော်ကောင်းတယ်ဗျ။ခံစက်မှာဆိုလို့ရှိရင်လည်းဒါစတာတို့ပေါ့နော်။ဒီကစားသမားတွေကောင်းတယ်။ဘီတန်ပေါ့နော်။ဒါတိုက်စက်မှာဆိုဘီတန်ရှိမယ်။ဒါအများအဖြစ်ကတော့ဒါဣသရေလကလပ်တွေအခြေထားတဲ့ကလပ်တွေရှိတာပေါ့နော်။ဒါမော်နိုဆော်လမွန်ဆိုတာကြားဘူးမှာပါ။အရင်ကကျွန်တော်ဒါစပါးမှာကစားတဲ့ အဲမစားသမားပေါ့နော်ကအစ္စရေးကအခုကတော့ပီလာရီရဲ့မှာရောက်ပါပြီပေါ့နော်တစ်ဖက်ကနော်ဝေးအသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့တကယ်လန်ထွက်နေတဲ့ကစားသမားတွေပိုင်ထိုင်တာပိုင်ဆိုင်ထားတာပေါ့နော်အန်တိုနီယန်နူဆာတို့ပြီးရင်ဆောလော့တို့ဟာလန်တို့အော့စကာဘော့တို့ပေါ့နော်ဘရိုင်ယန်ဆန်တို့ဝင်လိုက်မှာဆိုရင်တော်တော်လေးကောင်းပါရဲ့ဗျာဒီနှစ်သင်းရကြားထဲမှာဒါကစားသမားအင်အားတော့ရန်ကွာကလို့နော်ဝေးရဲ့အင်ဝင်လည်းဖြစ်နေတယ်ပေါ့နော်နော်ဝေးကဒီအုပ်စုမှာဆိုလို့ရှိရင်အုပ်စုအိုင်ပေါ့နော်နော်ဝေးကအဆင့်ထက်မှာရှိ15မှတောင်ရထားတယ်ပေါ့နော် ပေးခုဆို၃ခုရှိရတိုက်စစ်က24ခုရထားတဲ့အတွက်ဒါဣသရေအသင်းကတော်လေးကိုတတိထားပြီးဆွာရမယ်ဘောနော်ဒီပွဲစဉ်မှာဣသရေအသင်းကတော့ဒါအီတလီနဲ့ဘောနော်အပြန်ဆိုင်တာတနင်္လာရဖို့အတွက်လူနေတယ်ဘောနော်အီတလီကလည်းကိုမဣသရေလည်းကိုမဒါမဲ့ဣသရေရဲ့တိုက်စစ်က25ခုရထားတယ်ဗျာသူဆော့ခဲ့တဲ့၅ဘွဲမှာ25ခုတော့ရပေးခုက16ခုရှိခံစစ်တော်တော်ပွင့်လာနော်ခံစစ်ကတော့တော်တော်လေးပွင့်တယ်ဒါနော်ဝေအတင်းရတာတနုံညီကိုတည်တဲ့အတိုင်းဒီဆော့ခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်ပေကူ၃ခုတည်းရှိတယ်အပေကူကလည်း အစ္စရေးကိုငါးခုပေးခဲ့တယ်ဗောနော်4-2နဲ့နိုင်တဲ့ပွဲပြီးရင်မာတူဘာကို11-1နဲ့နိုင်တဲ့ပွဲဒီ3 3ခုပဲရှိရဲ့ဇာနဲ့ဥစ္စာတွေကတော့သူကအကောင်ကလင်းရှစ်တွေရထားဗောနော်တစ်ဖက်ကအစ္စရေးရဲ့တိုက်စစ်ကိုကြီးလိုက်မယ်ဆိုရင်ခက်လန့်လန့်ပဲเนาะကျွန်တော်အက်စတိုနီးယားကို2-1နဲ့နိုင်တယ်အနော်ဝေးကို4-2နဲ့ရှုံးတယ်ပြီးတော့အက်စတိုနီးယားကိုပဲဒါအဝေးဘက်မှာ3-1နဲ့ဖြတ်နိုင်တယ်ပြီးမာတူဘာအဝေးဘက်မှာ4-0နဲ့နိုင်တယ် ဗီအီတလီကိုအပြန်အလှန်ဂိုးတွေနဲ့တအားကန်ကောင်းတာအီတလီအိုင်းတွေကလုံးဝနိုင်တဲ့နာမို့အီစရီခံစေကတော်တော်ညံ့လို့ဒါအပြန်အလှန်နဲ့တောက်လျှောက်ဂိုးတွေဖြစ်ထားတဲ့အတွက်ဒါနော်ဝေအတင်းကဂိုးတွင်းခံရဖို့တော်တော်အချိန်နေမှာရှိတယ်ပေါ့နော်ဒီပွဲစဉ်မှာခွင့်ထားတာကတော့ဒါ22ပြားနော်ဝေရဲ့နိုင်တရီကိုတော့ကျွန်တော်ဒါ6.5ပေးထားတယ်အီစရီအနိုင်ကို12ဆတော့ပေးထားဒီကတော့ဝင်းဝင်းကတော့ဖြစ်နိုင်ကြအများဆုံးကတော့ဝင်းဝင်းပေါ့နော်ကျွန်တော်ဒါ wine slayer ရိုင်းမြန်ကြီးကိုတော့ဝင်းဝင်းရိုက်ချင်တယ်ဆိုရင်တော့ တကယ်လို့ကျွန်တော်ညီကိုရယ် online ဆော့ရယ်ဆိုရင်တော့ဒီမှာပေါ့နော်ကျွန်တော်ဒါပြောင်းပြီးရိုက်လို့ရတယ် botini score yes ကိုရိုက်မယ်ဆိုရင်လည်းမဆိုးပေါ့နော်ပေးထားတာကတော့190လောက်မြတ်မယ်ပြီးရင်ကျွန်တော် asia handicap ကိုပြောင်းမှရိုက်လို့လည်းရတာပေါ့နော်နှလုံးကိုက30နိုင်ဆိုလို့ရှိရင်ကျွန်တော်ညီကိုရယ်ဒါနှလုံးတဝက်စားကိုရိုက်မယ်ဆိုလို့ရှိရင်တော့190လောက်မြတ်မယ်နှလုံးတဝက်ရှုံးကိုရိုက်မယ်ဆိုလို့ရှိရင်တော့ဒါမဆိုးပါဘူးနော်ဒီလိုလေးတွေပြောင်းပြီးမှဒါ online forum ညီကိုရယ်ဒီလိုလေး ရေးပြီးဒီလိုလေးစောကြည့်ပေါ့နော်ဒါတော့ကျွန်တော်တဖန်အကြံပေးတာဖြစ်ပါဒီပွဲစဉ်မှာတော့ကျွန်တော်ရွေးချယ်ပေးရမယ်ဆိုရင်တော့အဓိကတော့ဂိုးဘော်ကိုစိုက်ပါတယ်ဂိုးဘော်စိုက်တယ်ပြီးရင် Botini Score Yes ဖြစ်ဖို့အရင်များဂိုးဘော်နဲ့ Botini Score Yes ကရာခိုင်နှုန်းအများဆုံးပါပဲ Body G ကတော့ဘယ်လိုပဲနေနေပါ Ancient Norway ပဲရွေးချယ်ရမှာဖြစ်ပါတယ် Norway အတင်းအနည်းဆုံးကလုံးနှလုံးနှလုံးတော့နိုင်မှာမယ်ကျွန်တော်ခင်တဲ့3-1ပေါ့နော် နောက်ထပ်တစ်ပွဲကလည်းဒါမြန်မာစံတော်ချင်းတနင်္ဂနွေ15မှာပြန်မဲ့စပိန်နဲ့ဂျော်ဂျီယာတို့ပွဲစဉ်ဖြစ်ပါတယ်စပိန်တင်းရတာဘော်ဒီဂျီခပ်ပြင်းမြန်မာနှလုံး60ရှုံးဘူပေါင်းကြီးကတော့3390ရှုံးဆိုတာပေးထားတယ်ဗောနော်စပိန်ကတော့ဒါ Federico Invite ဟိုလောက်ဆရာလည်းမလို့ဗောနော်သူကကမ္ဘာအဆင့်တစ်ရှိတယ်ဂျော်ဂျီယာ68မှာရှိရယ်ဗောနော်အစပိန်မှာဆိုရင်တော့ဒါထုံးစံအတိုင်းမှာနော်ဖရန်တိုရက်ဆိုဝီလီယန်တို့ဝေယစ်ဘယ်လိုပက်ဒရီတို့ဇွန်ဘီမန်ဒီတို့မရဲနိုတို့ဒီကစားသမားတွေနဲ့ပွဲထွက်ဖို့များတဲ့တိုက်စစ်မှာပေါ့နော် အာဒီဘက်ကကြည့်လိုက်မှာဆိုရင်ကျွန်တော်တို့က PSG ကတိုက်စစ်မှုရှိမယ်ဗျာပင်ဂိုးသမားဆိုလို့ရှိရင်လီဗာပူးကဂိုးသမားရှိမယ်ဗျာဒါကျွန်တော်တို့နဲ့ရင်းနှီးတဲ့အစားသမားတွေပေါ့နော်သူတို့ရဲ့အုပ်စုကြည့်လိုက်မှာဆိုအုပ်စုအီးရဖြစ်တဲ့ Spain 6မှာရထားတယ်ဒါပေးကိုမရှိဘူးရကိုကိုကိုရှိတယ်ဂျော်ဂျီယာကတော့တပွဲနိုင်တပွဲရှုံးပေါ့နော်ရကိုငါကိုပေးကိုပုံမှုရှိတဲ့အကင်း Spain အသင်းဆော့ထားတဲ့ဒါပွဲစဉ်နှစ်ပွဲကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင် စပိန်တင်းကနပွဲလုံးကလင်းရှေ့ရထားတယ်တူရကီကိုစစ်စည်းနဲ့နိုင်တယ်လို့ဘူလ်ဂေးရီးယားကိုတရီစည်းနဲ့နိုင်ထားတယ်ပေါ့နော်ဂျော်ဂျီယာအတင်းကတော့ဒါတူရကီအတင်းကိုတရီတူးနဲ့ရှုံးတယ်ဘူလ်ဂေးရီးယားကိုတရီစည်းနဲ့ကလင်းရှေ့ရထားတယ်တွေ့ရတယ်ပေါ့နော်ဒီပွဲထဲမှာကျွန်တော်ထင်တာစပိန်အတင်းနဲ့တကူလောက်တော့ပင်းခံရနိုင်တယ်လို့ကျွန်တော်တော့သုံးသပ်မိတယ်ပေါ့နော်ပင်းခံရဖို့များတယ်ဂျော်ဂျီယာရဲ့ပစားသမားစတုံးနဲ့ဆိုရင်ပေါ့နော်ကွာရာစကီလီယာတော့ဘာတော့အကုန်လူးဆုံးနေဆိုရင်တော့ဒါပင်းခံရနိုင်တယ်ပေါ့နော် ျွန်တော်ညီကိုလည်းတစ်ချက်တာပွဲမဆခင်တနိုင်အလိုမှာ line နဲ့လေးတွေစစ်စစ်ကြည့်ပေါ့နော်။တန်ဂျော်ဂျီယာဘက်မှာတကယ်အဓိကကစားသမားတွေပါလားမပါဘူးလားပေါ့နော်။တချို့တွေကျတော့အနာပေးထားတာလည်းရှိတယ်။တချို့ကျတော့ဒါဘယ်လိုပြောမလဲပွဲပယ်တန်းတွေရှိတယ်ဒီကစားသမားတွေတစ်ချက်လေးလေးလာစေချင်တယ်ပေါ့နော်။အာကျွန်တော်တရက်ကြိုပြီးပြောရတာဆိုတော့ဒါအပြောင်းလဲတဲ့အမျိုးမျိုးဖြစ်နေတယ်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wants to Osport ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် Spain အနိုင်ကို14ပြားနဲ့ပေးထားတဲ့အတွက်ဒါ win 1 sure ပေါ့နော်။ကျွန်တော် win 1ထုံးမယ်ဆိုရင်14ပြားပဲရမယ်ပေါ့နော်။ တရီကို၈ဆဂျော်ဂျီယာအနိုင်ကို၁၉ဆတော့ပေးထားတယ်ကျွန်တော်ညီကိုလေးဒီပွဲစဉ်မှာတော့စပိန်အစင်းမထိုးရမှာဖြစ်ပါတယ်စပိန်အစင်းနဲ့ဂိုးပေါင်းအပေါ်ကိုရိုက်ရမှာဖြစ်ပါတယ်ဒီပွဲစဉ်ကတော့နောက်တစ်ပွဲကတော့ဘူလ်ဂေးရီးယားနဲ့တူရကီဖြစ်တယ်ပေါ့နော်အဲဘူလ်ဂေးရီးယားတော့အထငီးတယ်တူရကီကတော့တိုက်စစ်ကဒဏ်မြိုင်တယ်ပေါ့နော်ဒါကျွန်တော်ညီကိုလေးလက်တည်ပြီးသားပါကဒါတော့ဒီနှစ်သင်းရတဲ့ကမ္ဘာအဆင့်သမတ်ချက်ကိုတစ်ချက်ကြည့်မယ်ဆိုရင်ဘူလ်ဂေးရီးယား86နဲ့တူရကီက29ရှိတယ် ်ကစားသမားတွေကလပ်ပိုင်းတွေကိုကြည့်လိုက်မယ်ဆယ်ဘူလ်ဂေးရီးယားကစားသမားတွေတော်တော်များများတော့ဒီလိုဒါပြည်တွင်းလစ်တွေမှာပဲအခြေပြုထားတဲ့ကစားသမားတွေများသလိုဒါတူရကီမှာဆိုလို့ရှိရင်တော့ဒါဒါဥရောပအစုံပေါ့နော်သူတို့ဆော့နေတာဒါအင်တာတို့ဂျူဗင်တတို့ဒါမီလန်တို့ပေါ့နော်အစုံပေါ့ဗျာရီယယ်မက်ဒစ်တို့ဒီလိုကစားသမားအစုံလင်းနေတဲ့သူတို့ပိုင်ဆိုင်ထားတဲ့ကစားသမားတွေအများကြီးပေါ့နော်ပင်သူက group E မှာဖြစ်နေတဲ့အတွက်တူရကီလည်း၃မှတ်ရထားသလိုဂျော်ဂျီယာလည်း၃မှတ်ရထားပါတော့ဘော်လ်ဂေးရီးယားတော့ နပွဲဆော့ထားတဲ့နပွဲလုံးရှုံးထားတဲ့ရကူလည်းဇီရိုပဲရှိတယ်ပေါ့နော်ဘူလ်ဂေးရီးယားအတင်းဆော့ထားတဲ့နပွဲကိုကျွန်တော်ကြည့်လိုက်မယ်စပိန်ဂျော်ဂျီယာဆိုမှသူလုံးဝတိုက်စစ်က0ပေါ့နော်ဂိုးလုံးဝမရထားဘူးတစ်ဖက်ကတူရကီကိုကြည့်မယ်ဆိုရင်တော့စပိန်အတင်းကိုစစ်စည်းနဲ့ရှုံးထားတယ်ပြီးတော့ဒါဂျော်ဂျီယာကို3-2ဆိုမှဒါကျွန်တော်ကြည့်အောင်ထားတယ်ပေါ့နော်တဝဲနှအောင်နဲ့တဝဲရှုံးထားတယ်ဒါမှတစ်ချက်လေးထားမှဒီတူရကီအတင်းကတိုက်စစ်အရန်ဆော့တယ်နော်ခန်းစစ်ကတော်တော်လေးကိုယူရင်းတာတွေ့ရတယ်ပေါက်တယ်ပေါ့နော် အဘူဂေရီးယားအတင်းကိုရဖို့တော့ခက်ခဲမယ်လို့ထင်တယ်နော်ဘူဂေရီးယားကိုက်စစ်ကဒီပွဲစဉ်မှာခွင့်ထားတာကတော့ဒါဘူဂေရီးယားအနိုင်ကိုဆက်နပ်ပြတဲ့ရေကို5.5ပေါ့နော်အဲတူရကီအနိုင်ကိုတော့98ပြပေးထားတယ်ကျွန်တော် win 2ကြိုက်တယ်ပေါ့နော် တူရကီ အနိုင် win 2ကြိုက်တယ်ဒါ body မှာတော့ကျွန်တော်တို့ဒါ5ပေါ်ပဲရရမှာပဲဒီပွဲစဉ်နဲ့5ပေါ်ပဲဖြစ်ဖို့များပါတယ်နော်တကယ်လို့ဘူဂေရီးယားဘက်ကတကူရမှဆိုရင်31 4 1ပေါ့နော်ဒီလိုပုံစံမျိုးတူရကီကတော့လုံးဝအစွမ်းကုန်တိုက်စစ်တယ်မှာဖြစ်ပါတယ်တူရကီအတင်းနဲ့ဒါလည်းကျွန်တော်5ပေါ်လေးပဲကျွန်တော် ရွေးချယ်ပေးတယ်ဗောနောနောက်ထပ်တဲ့ပွဲကတော့ပေါ်တူဂီနဲ့အိုင်ယာလန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီကပေါ်တူဂီအထင်းအနေလုံး20ရှင်ဂိုးပေါင်းကြီး320ဗောနောဒါအိုင်ယာလန်အထင်းကတော့ဒါတည်တဲ့အတိုင်းပဲတိုက်စစ်ကတအားကောင်းတဲ့ဂိုးရဖို့ကလွယ်တယ်ဒါပေမဲ့ခံစစ်ကတော့လုံးဝ8ပေါင်းနဲ့ဖာခေါက်ထဲဆိုးတယ်ဗောနောပေါ်တူဂီအထင်းကတော့အဆင့်7ဒါနှစ်ပွဲလုံးနိုင်ထားတယ်ရဖို့ရှိဖို့ပြီးဖို့နှစ်ခုရှိရဗောနောအိုင်ယာလန်အထင်းကတော့တပွဲတည်းတပွဲဆောင်ရဖို့၃ခုပေးခု၄ခုရှိတဲ့အတင်းလည်းဖြစ်တယ်ဗောနောသူတို့ရဲ့အုပ်စုကတော့ OFF ဖြစ်တဲ့ ပေါ်တူဂီအတင်းဆော့ထားတဲ့နှစ်ပွဲကိုကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အာမေးနီးယား5-0ဟန်ဂေရီကို3-2အိုင်ယာလန်အတင်းရနှစ်ပွဲကိုကြည့်မယ်ဆိုရင်အိုင်ယာလန်ဟန်ဂေရီ2-2အာမေးနီးယား2-1ဆိုမှဒါသူတို့ရဲ့တိုက်စစ်ကနှစ်ပွဲလုံးဂိုးရရထားတယ်ပေါ်တူဂီအတင်းဂိုးတင်ခံရနိုင်တယ်လူဆိုရင်ပေါ့နော်အဓိကတော့ကျွန်တော်ဒါကြည့်ရမယ်ဆိုလို့ရှိရင်ဖာကူဇန်ရှိမယ်ပေါ့နော်ဒါအရန်လန်ဘက်မှာဆိုရင်တော့ main ကတော့ဖာကူဇန်ပဲပေါ့ဗျာဒါနောက်တန်းဘက်မှာသူကိုလင်းတို့ထိုင်လာတို့အာဇာတို့ပေါ့နော်ကစားသမားတွေပေါ့နော် manning လို့ဒီကစားသမားတွေက main နေပါပဲဒါပေါ်တူဂီမှာဆိုရော်နယ်ဒိုရှိမြ Fernandez, João Félix, Bernardo Silva, Vitinha, João Neves ပေါ့နော်ဒါဒီလိုပဲပွဲထွက်လာဖို့များပါတယ်နော်ဒီပွဲစဉ်မှာ Fernando Reis to Ospon Chi ကိုကြီးမဲ့ဖင်ပေါ်တူဂီအနိုင်ကို၁၄တရားဆိုတော့ကျွန်တော်ဒါဝင်းဝမ်းရှူပါရှိရဲတေချာတော့ရှိတယ်ဝင်းဝမ်းပေါ့နော်တရီကို7.5ဆိုတာကပေးထားတယ်ပြီးရင် Ireland အနိုင်ကို23ဆားတော့ဒါလုံးဝ chance ရှိဘူးဆိုတဲ့အတိတ်မျိုးပါဒီပွဲစဉ်ကိုပေါ့နော်ဒါ online မှာရိုက်မယ်ဆိုရင်လည်း ေရှာဟန်နီကက်ပေါ့နော်ဒါကျွန်တော်ညီကိုတွေမကြိုက်ဘူးတအားပြင်းနေတဲ့နှလုံး20ရှုံးထွေးနေနှလုံးတဝက်နိုင်လောက်ပြောင်းပြီးမှရိုက်မယ်ဆိုရင်လည်းကျွန်တော်ဒါပြား90လောက်မြတ်မှာဖြစ်ပါတယ်ပေါ်တူဂီအတင်းရနှလုံးလောက်နှလုံးတွင်းတယ်လည်းကျွန်တော်တဝက်လောက်တော့နိုင်မယ်ပေါ့နော်အဲ့လိုပြောင်းပြီးဆော့ချင်လည်းကျွန်တော်ညီကိုဆော့လို့ရတယ်ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ပေါ်တူဂီအတင်းနဲ့ဂိုးပေါ်ပဲရွေးချယ်ရမှာဖြစ်ပါတယ်ဒီနေ့ကဂိုးပေါ်တွေကတော်တော်များနေတယ်ကျွန်တော်ဂိုးပေါ်တွေတော်တော်လေးအကြိုက်တွေ့နေတယ်ပေါ့နော်နောက်တော့ပွဲကတော့ဆာဗီးယားနဲ့အယ်ဘေးနီးယားတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် ဒီပွဲစဉ်မှာတော့အင်ရှင်အတင်းဖြစ်တဲ့ဆာဗီယာတလုံး40နိုင်နဲ့ဂူပေါင်းကြီးနှလုံး40ရှုံးဆိုမှပေးထားတယ်ပေါ့နော်ဆာဗီယာအတင်းကတော့ခံစစ်ကိုတအားဦးစားပေးတဲ့အတင်းဖြစ်တဲ့ကမ္ဘာအဆင့်တမကျ34 Albania 66နော်တပတ်က Albania လည်းကောင်းပါတယ်ဒါပေမဲ့သူကဝေးဝင်ဖြစ်နေတယ်ပေါ့နော်သူတို့ရဲ့အုပ်စုကတော့အုပ်စုကြီးဖြစ်တဲ့အင်္ဂလန်15မှရထားတယ် Albania 10မှရထားဆာဗီယာ9မှရထားတယ်ပေါ့နော်ဒီမှာဆာဗီယာဆော့ထားတဲ့ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် အင်္ဂွန်ပွဲစဉ်မှာဆိုအန်ဒိုရာကို3စီးနဲ့နိုင်လဲအင်္ဂွန်မှာအင်္ဂလန်ကို5စီးနဲ့ရှုံးထားတယ်ပေါ့တဖက်ကအယ်ဘေးနီးယားကိုကြည့်လိုက်မယ်ဆိုရင်အယ်ဘေးနီးယားရဲ့ပွဲစဉ်တွေမှာဆိုရင်အဝေးဝင်ပွဲစဉ်တွေကိုပဲကျွန်တော်ချိန်ကြည့်မယ်ဆိုရင်လာဗီးယားကို1-1ဆော့တယ်အင်္ဂလန်ကို2စီးနဲ့ရှုံးထားတယ်ပေါ့နော်ဒီအတင်းကလည်းတေချာပေါက်ဂိုးတကူတော့ရနိုင်တယ်ပေါ့နော်ဂိုးတကူရနိုင်တယ်ခန်းစစ်တာအားကောင်းတယ်နှစ်တင်းလုံးခန်းစစ်ကိုအဓိကဦးစားပေးပြီးထွက်လာဖို့ရှိတယ်ဒါမဲ့ဒီမှာအင်ရှင်အတင်းဖြစ်တဲ့ဆာဗီးယားနည်းနည်းတော့တာတယ်ပေါ့နော်သူအင်္ဂွန်အားသာချက်ရှိတယ်ပေါ့နော် ဒီပွဲစဉ်မှာတော့ဆာဗီယာအနိုင်ကို190အေကို 3.5 ပေါ့နော်ပြီးလို့ရှိရင်အယ်ဘေးနီးယားအနိုင်ကိုတော့ဒါ5.7ဆိုမှပြီးထားတယ်ပေါ့နော်ကျွန်တော်ညီကိုဒီပွဲစဉ်မှာပေါ့နော်တကယ်လို့ဝင်းဝမ်းရိုက်မယ်ဆိုရင်ပြား80လောက်မြတ်မယ်ပေါ့နော်တကယ်လို့ကျွန်တော်ညီကိုတိတ်စိတ်မချဘူးဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာ double chance ရိုက်ချင်တယ်ရိုက်ကြည့်ပေါ့နော် double chance ဆိုရင်တော့ပြား20လောက်ပဲရမယ်ပေါ့နော်ဒါမှမဟုတ်လည်း draw no bit draw no bit ရိုက်နေမှာဆိုပေါ့နော်တကယ်ကြရင်ပတ်စံပြန်မယ်ပေါ့ဗျာ တကယ်လို့ကျွန်တော်ဝမ်းဝမ်းဆိုရင်အယ်ဘေးနီးယားနဲ့ဒါဆာဗီယာနဲ့အယ်ဘေးနီးယားတို့ဘက်မှာဝမ်းဝမ်းချိုင်ဒရွန်မျိုးပဲဆိုရင်ပြမယ်ပေါ့နော်ပတ်စံမစားဘူးတိုင်းဒီလိုပုံစံလေးတွေ online မှာလည်းရွေးချယ်ပြီးရိုက်လို့ရတယ်ပေါ့နော်တကယ်လို့ကျွန်တော်ဒါ Asian Handicap ပြောင်းပြီးထိုးမှဆိုလဲထိုးကြည့်ပေါ့နော်ဒါတော့ကျွန်တော်ဆာဗီယာအတင်းမန်းဒူးစီလောင်းနဲ့နိုင်မယ်လို့ကျွန်တော်တော့တုံးတတ်မိတယ်ပေါ့နော်ဆာဗီယာနဲ့ကျွန်တော်ဒါ go out ပဲချိုက်တယ်ဗျာဒီပွဲစဉ်မှာနောက်ထပ်တစ်ပွဲကတော့ဒါ Estonia နဲ့ Italy တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်ကလည်းဒါမြန်မာစံတော်ချိန်တနင်္လာ15ပေါ့နော် အက်စတိုနီးယားအတင်းကတော့တည်တဲ့အတိုင်းပဲခန်းစစ်ကတော့တကယ်လို့ဘလွန်ဟာဂျီပေါအောင်နေတဲ့အတင်းဖြစ်တယ်ပေါ့နော်။သူကလည်းအုပ်စုအိုင်ဖြစ်တယ်အီတလီ၉မှတ်နဲ့အက်စတိုနီးယား၃မှတ်ပေါ့ဗျာ။ဒါအက်စ်ဒါအီတလီမှာဆိုလည်းဂါတူဆိုကိုင်းနေတယ်ပေါ့နော်။ဒါဂါတူဆိုကိုင်းတဲ့နောက်ပိုင်းမှာအီတလီအတင်းကတော်တော်လေးတိုးတက်လာတယ်။ဒါအက်စတိုနီးယားဆော့ထားတဲ့အင်ဝင်ပွဲစဉ်တွေမှာဆိုအစ္စရေးကို3-1နဲ့ရှုံးတယ်ပေါ့နော်။ပြီးလို့ရှိရင်နော်ဝေးကို1-0နဲ့ရှုံးတယ်။မန်ရခက်တယ်ဗျာဒီအတင်းကနော်ဝေးလိုအတင်းကို1-0နဲ့ရှုံးပြီးအစ္စရေးလိုအတင်းကို3-1နဲ့ပေါ့နော်။ သူကလည်းအတင်းပေါ်မုန်တီမှပေါ့နော်ဒါကိုက်စစ်တဲနဲ့ခံလေးဆော့ရဲဒီလိုပုံစံမျိုးမြင်ရတယ်။သူဆော့ထားတဲ့ဒါဆွတ်ဆွတ်ပေါင်း၅ဘွဲမှတော့၅ဘွဲလုံးဂိုးတင်းခံထားရတဲ့အပြက်ပေးကြတာအီတလီပေးကြပေါ့ထဲမှာဒီဒီကိုပြီးရင်သူကလည်းသူဂိုးရထားတဲ့ဟာလေးကြည့်လိုက်မစွဲအီစရေးကိုသူနှစ်ကြော့လုံးဂိုးရတယ်မာလ်တိုဘာကိုဂိုးရတယ်နော်ဝေးကိုဂိုးမရဘူးပေါ့နော်အီတလီကိုဂိုးမရထားတာတွေ့ရတဲ့အပြက်အဲအီတလီအတင်းကိုဂိုးရဖို့တော့နည်းနည်းခက်ခဲမှပုံစံရှိတယ်။အီတလီအတင်းဆော့ထားတဲ့ဘွဲစင်တွေကိုကြည့်မယ်ဆိုရင်နော်ဝေးကိုသူတို့အဝေးဘက်မှာတတိစီးနဲ့ရှုံးတယ် ဒီစရီကိုတော့5ဖုန်းနဲ့နိုင်ထားတာမျိုးလေးတော့တွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာဟွန်ဒါ Wins to Osport ကြီးမှာဆိုရင် Estonia အနိုင်ကို29ဇာတရီကို73ဇာ Italy အတင်းနိုင်ကို6ပြရဲပြီးထားတယ်ပေါ့နော်။ဒါဝင်းဝမ်းကတော့ဒီဟာ sure ရှိရပြန်ဒီပွဲစဉ်မှာဝင်းဝမ်းပေါ့နော်။တကယ်လို့ကျွန်တော်ညီကိုတွေပေါ့နော် Botini score no ရိုက်ချင်တယ်ရိုက်ကြည့်ပေါ့နော်။ပြား40လောက်တော့မြတ်မယ်မဆိုး Botini score no ကျွန်တော်သဘောကျတယ်ပေါ့နော်။တကယ်လို့ဒီပွဲစဉ်မှာဒါ Italy အတင်းက390 body ကြီးပေးထားတယ်ဂူကောင်းကြီးက360ပေါ့နော်တော်တော်လေးပြင်းတယ်ဗျတော်တော်ပြင်းတယ်ဆိုတော့ကျွန်တော်ညီကိုတွေတကယ်လို့ဒီမှာ Asian handicap ပြောင်းပြီးရိုက်ချင်တယ်ရိုက်ကြည့်ပေါ့နော်အ ਨੇ ဆုံးပါနှလုံးတွင်းတာနဲ့ဒါအနိုင်ဆိုလို့ရှိရင်ပြား30လောက်ရမယ်တကယ်လို့နှလုံးတအီသုံးလုံးတဝက်စားဆိုရင်တော့မဖိုးဘောနော်တခုလသုံးလုံး90နိုင်ဘလိုပဲနေနေပါဒီပွဲစဉ်မှာဂိုးပေါင်းအပေါ်နဲ့အီတလီကကျွန်တော်ရွေးချယ်ရမှာဖြစ်ပါဒီနှစ်သင်းအဆင့်နိုင်တအားကွာတယ်။ဟာဒီနေ့ကျွန်တော် တခြားလေးတော့ကျွန်တော်လေ့လာပြီးကျွန်တော်ရေးချင်တာပေးပါတယ်ဒီနေ့အစောပွဲလေးကတော့တော်တော်လေးတပွဲကတော့လွဲသွားတာကျွန်တော်တွေ့တယ်ဗောနော်ကာဇစတန်ပွဲဗောနော်ကျွန်တော်လုံးဝကိုအောက်ပဲလို့မှန်းထားတာဗျာကာဇစတန်နိုင်မယ်ဆိုတော့တည်တယ်ဗောနော်2-0လောက်လို့ပဲကျွန်တော်ထင်ထားတယ်ဗောနော်ကာဇစတန်4-0နဲ့နိုင်တော့ဒီပွဲစဉ်တော့လွဲချော်သွားတယ်ဂျန်နဲ့ပွဲစဉ်တွေလာအောင်မယ်ဗောနော်ကအားလုံးအပေါင်းပြကြပါပြီကျမ်းမချမ်းသာကြပါပြီဗျာကျွန်တော်အားပေးအတွက်တူတူတယောက်ချင်းယူချစ်ယူတိုင်ပါတယ်